စကိုင်းနဲ့မန္တလေးမြို့အပါအဝင် မြို့ပေါင်း20မှာနေ့ဘူးချိန်တွင်မြင့်တက်လာနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းနဲ့မန္တလေးတိုင်းအပါအဝင်မြန်မာနိုင်ငံတဲကမြို့ပေါင်း20မှာနေ့ပူချိန်တွေပုံမမြင့်တက်လာနိုင်ပြီးအပူချိန်40ဒီဂရီစင်တီဂရိတ်အထက်ကိုမြင့်တက်လာနိုင်တယ်လို့မိုးလေဝသစောက်ကြည့်လေ့လာသူတွေထံကစုံစမ်းသိရှိရပါတယ်။အဓိကအားဖြင့်စကိုင်းမန္တလေးပခုတ်ကူအထက်မင်းလာရေစကြိုးပေါက်တဒါဦးမြင့်ငယ်ကြောက်စဲတောင်သား မြင်းချံနှထိုးကြီးစင့်ကိုင်မြို့တွေအပြင်ပလဲတမူမုံရွာ ဥတလင်မြင်းမှုနဲ့မြောင်မြုံနယ်တွေမှာနေပူချိန်တွေမြင့်တက်လာမှာပါမကွေးတိုင်း6မြို့ဟာဧပြီ24ရက်ကကပအပူဆုံးမြို့တွေစီရင်မှာအပူချိန်44တသမ6ဒီဂရီစင်တီဂရိတ်နဲ့အဆင့်ရှင်နေရာမှာရှိနေပြီးပြီးခဲ့တဲ့2024ခုနှစ်တုန်းကလည်းအပူချိန်58ဒီဂရီစင်တီဂရိတ်ကျော်နဲ့ကပအပူဆုံးဒုတိယမြို့အဖြစ်စီရင်ဝင်ခဲ့ပါသေးတယ်စကိုင်းတိုင်းအချက်ပိုင်းမှာဧပြီလရဲ့ပြင်းမြအပူချိန်၄ဒီဂရီစင်တီဂရိတ်နဲ့မကွေးစကိုင်းတိုင်းအောက်ပိုင်းကယားပြည်န ဲ့ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာလည်းပုံမှန်အပူချိန်ထက်1ဒီဂရီစင်တီဂရိတ်အထိပိုခဲ့တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။နေပူချိန်မြင့်တက်နေတဲ့အတွက်အပူဒဏ်ကြောင့်လေးဖြတ်တာအုံနောက်သွေးကြောပြတ်တာကြွက်တက်တာတတိလစ်တာမျိုးတွေကြုံတွေ့နိုင်တဲ့အတွက်ယောဂအခမ်းရှိသူတွေခလေးတငယ်တွေနဲ့တက်ကြီးရွယ်တွေသတိထားတင်တယ်လို့ဆရာဝန်တအူးကပြောပါဗျာ